င်္ဂလာပါခင်ဗျာရှင်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့လက်ပလန်ကြေးရွာကိုဂျပန်စစ်ကောင်စီတပ်ကလင်းနဲ့လာပြီးဘုံကျက်တိုက်ခိုက်မှုကြောင့်တိုက်ဆုံသူရတပီသူ28ဦးတဲမှာရုံလောင်းပျက်စီးတဲ့သူတွေလည်းပါဝင်နေပြီးကြန့်ရှိနေတဲ့ရုံလောင်းတွေကိုထပ်မံရှာဖွေနေကြလို့တိုက်ဆုံတဲ့သူထပ်တိုးလာနိုင်ွယ်ရှိတယ်ဆိုပါတယ် ရတပ်ပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်နေတဲ့အချက်ဖက်စကောက်စီတက်ဟာတော်လိုင်းရိတ်တက်တွေနဲ့တွေ့တဲ့မြေပြင်တိုက်ပွဲတွေမှာတော့အကြီးအကျယ်ရှုံးနေပြီမိုးပြမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စကောက်စီတက်ကိုတော်လိုင်းရိတ်ပူပေါင်းတက်တွေကတိုက်ခိုက်ချင်းမို့ရမှာစစ်ကောက်စီတက်သား15ဦးကတော့အတိအသေးသိကုန်ကြပြန်တဲ့အပြင်လက်နက်ကိုလက်ကိုပါတော်လိုင်းတက်တွေကတင်းစီရရှိထားပြီးစစ်ချောင်းကတော့နောက်ပြန်ဆုတ်ပြေးသွားကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မန္တလေးတိုင်းစင်ကူးမြို့နယ်မှာရှိတဲ့လက်ပံလကြေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကလိန်နဲ့လာပြီးဘုံကျက်တိုက်ခိုက်မှုကြောင့်ဒေသုံးသူရတပီသူ28ဦးထဲမှာရုံလောင်းပျက်စီးတဲ့သူတွေလည်းပါဝင်နေပြီးကြံရှိနေတဲ့ရုံလောင်းတွေကိုထပ်မံရှာဖွေနေသလိုဒေသုံးသူထတ်တိုးလာနိုင်ွယ်ရှိတယ်လို့စင်ကူးမြို့နယ်ပကဖတဲ့တင်တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲစင်ကူးမြို့နယ်မှာရှိတဲ့ရတပီသူတွေနေထိုင်ရာလက်ပံလကြေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိလိန်နဲ့လာပြီးဘုံကျက်တိုက်ခိုက်သွားတယ်ဆိုပါတယ် အဲ့ဒီလို့စကောင်စီတက်ရဲ့လေးနဲ့ပုံကျက်တိုက်ခိုက်မှုကြောင့်ဂျေးရွာတွေကလေးလအရွယ်သားရှိသေးတဲ့ခလင်းငယ်အပါဝင်နောက်ထပ်ခလင်းငယ်6ဦးနဲ့စုစုပေါင်းပြည်သူ28ဦးသေဆုံးထားရပြီးနောက်ထပ်ပြည်သူ32ဦးကဒဏ်ရာတွေရထားတယ်လို့စင်ကူးမြို့နယ်ပကပတည်င်းတာဝန်ခံကပြောထားပါတယ်။အဲ့ဒီလို့သေဆုံးသူအရွယ်သားပြည်သူ28ဦးထဲမှာရုပ်လောင်းပျက်စီးတဲ့သူတွေလည်းပါဝင်နေပြီးကြက်ရှိနေတဲ့ရုပ်လောင်းတွေကိုထပ်မံရှာဖွေနေတယ်လို့သေဆုံးသူအရေးအတွက်ကထပ်ပြီးတိုးလာနိုင်ွယ်ရှိတယ်လို့လည်းစင်ကူးမြို့နယ်ပကပတည်င်းတာဝန်ခံကပြောထားပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ဟာနိုင်ငံတော်ကနယ်မြေတွေအကြီးအကျယ်လက်လွတ်ထားရပြီးစစ်ရှုံးနေတာနဲ့အမျှတစ်ဖက်မှာတော့စစ်ရေးပြစ်မှတ်မဟုတ်တဲ့ရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတပ်ဖြတ်ပြီးတော့ကိုစေရာဇဝတ်မှုတွေပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့လဲတော်လန်ရေးသတင်းရင့်မြစ်တွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အရဲသားပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတကယ်တကယ်တော်လန်ရေးတပ်တွေနဲ့တွေ့တဲ့မြေပြင်တိုက်ပွဲတွေမှာတော့အကြီးအကျယ်ရှုံးနေနေပြီး တို့ရဲ့တက်စကန်တွေလည်းတောက်လျှောက်ဆိုးသလိုအသိခံနေရတဲ့အပြင်တို့စစ်ကြောင်းတွေဟာလည်းနောက်ပြန်ဆုတ်ပြေးနေရသလိုဂင်းနီပြည်နယ်အစက်ကမိုးပြင်းမြို့နယ်မှာလည်းစစ်ကြောင်းထိုးလာပြတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန့်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား15ဦးကတော့အသီးသီးသိအုံကြပြတဲ့အပြင်လက်နက်ကိုလက်ကိုပါတော်လန့်ရေးတပ်တွေကတင်စီရရှိထားပြီးစစ်ကောင်စီတပ်စစ်ကြောင်းကတော့နောက်ပြန်ဆုတ်ပြေးသွားကြတယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မတ်လ17ရက်နေ့ကပဲ ကင်းနီပြည်နယ်အစက်ကမိုးပြဲမြို့နယ်အတွင်းအင်အားသုံးပြီးစစ်ကြောင်းထိုးလာပြန်တဲ့အကြက်ဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကမတ်လ14ရက်နေ့အထိအပြင်းထန်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်စစ်ကြောင်းဟာတော်တော်ကိုအထိနာသွားပြီးသူတို့စစ်ကြောင်းကစစ်သား15ဦးဟာလည်းနေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတာကိုအတိုင်းသားမြင်နေရသလိုနောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးတဲ့နောက် စစ်ကောင်စီတပ်စစ်ကြောင်းဟာနောက်ပြန်ဆုတ်ပြေးသွားကြပြီတိုက်ပွဲအတွင်းလက်နက်ကိုလက်ကူပါတော်လရင်တပ်တွေကတင်စီရရှိခဲ့တယ်လို့ KNDF ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတပ်ဖက်မှာလည်းစကိုင်းတိုင်းရွှေဘုံမြို့ကနေရိတ်ခါထုတ်ပြီးပြန်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လရင်ပူပေါင်းတပ်တွေကကြားပြတ်တက်ခိုင်းမှုအတွင်းစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားဟာလမ်းဘေးကိုထိုးချသွားပြီးတဲ့နောက်စစ်သားတွေအကုန်လုံးထွက်ပြေးသွားကြတဲ့အတွက် တို့ချန်ခဲ့တဲ့ကားတစီးနဲ့စားစီဘုံတွေကိုပါတင်းစီရရှိထားတယ်လို့ရွှေဘုံမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲရွှေဘုံမြို့နယ်ဒဲကဇီပီကုန်းပူစော်တီရွာပယံပူစော်တီရွာနဲ့ဇီကုန်းလေးပူစော်တီရွာတွေကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာရွှေဘုံမြို့အတွင်းကားသုံးစီးနဲ့ရိတ်ခါထုတ်ပြီးပြန်လာတဲ့အချိန်တော်လိုင်းရေးပူပေါင်းတပ်တွေကလမ်းကနေအသင်းဆောင်ပြီးကြပြတ်တိုက်ခိုက်ချေပုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စကောင်စီတပ်သားတွေပါလာတဲ့ကား၃စီးတဲက4ကားတစ်စီးဟာလမ်းဘေးကိုထိုးချသွားတဲ့အချိန်ကားပေါ်မှာပါလာတဲ့စကောင်စီတပ်သားတွေဟာကြောက်အားလန့်အားနဲ့ကားကိုပါထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားကြတယ်လို့ရှင်ဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။အဲဒီနောက်တော်လိုင်းရေးတပ်တွေကစကောင်စီတပ်သားတွေကြံခဲ့တဲ့ကားကိုစစ်ဆေးပြီးတော့ကားပေါ်မှာပါလာတဲ့စားစီပေပါတလုံးနဲ့ဆယ်ကားလန်ဆန့်စားစီ၆ပုံးကိုပါတင်းစီရရှိခဲ့ပြီးကားကိုတော့ပျက်စီးသွားပြီဖြစ်တဲ့အတွက်မိရှုရှင်းလင်းခဲ့တယ်လို့ ရှင်ပုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့ပဲခူးတိုင်းကအောက်တွင်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတဲ့ယာယီမှုမင်းအောင်စုတို့ပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတိတ်သွားပြီးတဲ့နောက်အလောင်းလာကောက်တဲ့စစ်ကောင်စီတပ်သားတွေနဲ့ပါတော်လိုင်းရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တောင်ကူအထုမြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ17ရက်နေ့ကပဲ ောက်တွင်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတဲ့ဥယျာဉ်တော်ကြေးရွာနေယာအိမ်မှုမိတ်အောင်စုတ်သူဘီယာဆိုင်ထိုင်နေတဲ့အချိန်တောင်ကူမြို့နယ်အထုမြို့ပြပျောက်ကျတပ်ဖွဲ့ရဲဘော်တွေကစိုက်အတွင်းတဲ့အထိဝင်ရောက်ပစ်ခတ်ရှင်းနေရမှာယာအိမ်မှုမိတ်အောင်ဆိုတဲ့သူဟာနေရာမှာပဲပွိုင်းကြီးကြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနော်ယာအိမ်မှုမိတ်အောင်ရဲ့အလောင်းကိုလာကောက်တဲ့ကျမ်းပတ်စစ်ကောင်စီတက်နေတော်လိုင်းတက်တွေကြားတက်မှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ပြီးပြက်ခက်ရှင်းလင်းခံရတဲ့ယာအိမ်မှုမင်းအောင်ဆိုတဲ့သူကတော့ အကြံဖက်စကောက်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့သူဖြစ်တယ်လို့စစ်မှုထမ်းအကြောင်းပြချက်နဲ့ပြည်သူတွေစီကနေပါမတရားငွေညှစ်တောင်းရန်ဓာတ်တွေလုပ်နေတဲ့အပြင်စစ်တပ်အားကိုနဲ့ပြည်သူတွေကိုဖမ်းဆီးထောင်ချဖြစ်မယ်ဆိုပြီးတော့ပါချိန်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့တောင်းထူးမျိုးပြပျောက်ချတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့လေကင်းဒရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ